ဒီကနေ့စက်တင်ဘာလ10ရက်နေ့ကပခုတ်ဘူးမြို့မှာတကူတော်ဆန္ဒပြမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဥမျက်နိုင်ကတရင်ပြပိုးထားပါတယ်ရှင်။အခုစက်တင်ဘာလ10ရက်နေ့ကပခုတ်ဘူးမြို့နယ်မြေစင်းဌာနအယုံကြီးမရှိစတဲ့စာရန်ဘာဝင်ဆိုင်းဘုတ်တစ်ခုကိုကင်ဆောက်ပြီးပခုတ်ဘူးမြို့မြို့မှာလမ်းမှာတကူတော်ဆန္ဒပြခဲ့တာပါ။ဘူးမြို့အယုံကြီးဦးဒီဌာနတောင်းကျင်းမှုရှိမြောင်းဦးရဲ့စုံမရဲ့ဒေါ်ရဲ့ဆန္ဒပြတဲ့အကြောင်းထဲမှာပခုတ်ဘူးမြို့အမှတ်15ရပ်ကွက်အုပ်ချုပ်ရေးမှုအလို့မရှိ မြို့မမြေတိုင်းစီးရေယုံကြည်မရှိနှုတ်ထွက်ပြီးစတာတွေလည်းပါဝင်ပါတယ်။တရားရုံးကိုသွားပါဆိုတော့ကျွန်တော်ခင်ဗျားတို့တရားရုံးကိုသွားဖို့ဒီမှာနဲ့ကျွန်တော်တို့အထောက်ထားပေးခင်ဗျားတို့ဆုံးဖြတ်ချက်မပေးနဲ့အဲ့လိုကြလဲဗဇက်နယ်ပဲပြောနိုင်ပါတယ်ငါနှစ်ဖက်အမုန်းမခံနိုင်ဘူးလေအဲ့လိုအုပ်ချုပ်ရေးမှုမျိုးရက်ွက်မှာမရှိတင်ပါဘူးဘာဖြစ်လို့ဆိုတော့တမတမက်နဲ့အုပ်ချုပ်ရမယ်လူတယောက်ကဘက်လိုက်ပြီးတော့မျက်နှာနာမှာကြောက်ရင်အဲ့ဒီအုပ်ချုပ်ရေးမှုကြီးနေရာရင်ချွတ်ချွတ်ဆွန့်ပေးပါလို့ကျွန်တော်ပြောချင်တယ်မျိုးမညီတိုင်းစီးရေးမျိုးကိုစံနာပြရတဲ့အချက်က 把都都得来阿米嘛，也管嘛，上阿也管嘛，作也没写的，作也没，都我来查一下的，都你人弄的，别身上有老没，来阿米屋里都拿没来用了，偷不下的是吧？啊，我偷没被查的，都我来把我手机找。他哈第六年不是我大姆没时的六百，他叫第六六秒的，就那罗嘛，就那路秒的嘛，就那罗第人时间长查那嘛，一人查那嘛，谁那都是，免费做的，就那那人单独免费做的，你他把的！ ူတို့မစစ်တဲ့အမှုတွေလည်းအများကြီးပါရှိပါသေးတယ်။ဒါကြောင့်ကျွန်တော်ဆန္ဒပြခြင်းဖြစ်တယ်။သူ့အနေနဲ့အခုလိုဆန္ဒပြတာဟာဒုတိယအကြိမ်မြောက်ဆန္ဒပြခဲ့တာပါ။ကျွန်တော်မြင့်နိုင်သတင်းပေးပို့ထားတာပါ။